ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာစီးကိန်းပြိုင်ပွဲကိုပါဝင်ရှင်ပြိုင်မဲ့ကျွန်တော်တို့ရဲ့မလဲ့ရွေးစဉ် U23 အသင်းဂျပန်နိုင်ငံကိုလေ့ကျင့်ရှေ့ဆန်းခီထောက်ပါတာကိုပရိသတ်တွေသိရှိပြီးသားဖြစ်ပါတယ်ဟုတ်ကဲ့မြန်မာလဲ့ရွေးစဉ် U23 အမျိုးသားအသင်းတော့အမျိုးသမီးအသင်းမဟုတ်ဘူးအမျိုးသားအသင်းဟာဂျပန်ခီးစင်မှာရှေ့ဆန်းပွဲ၃ပွဲကစားခဲ့တယ်ခင်ဗျာနှစ်ပွဲရှုံးတယ်တစ်ပွဲသေးကြတယ်တစ်ပွဲမှမနိုင်ခဲ့ပါဘူးခင်ဗျာ မြန်မာလက်ရွေးစင်ယူ23အမျိုးသားအသင်းဟာဂျပန်နိုင်ငံတိုကျိုမြို့မှာစခန်းဝင်ပြီးတော့လက်ကြီးဆင်းခဲ့တယ်။ပထမဆုံးရှေ့ဆန်းပွဲကို Elite Toshima FC တင်းနဲ့ရှင်မြန်ကစားခဲ့တယ်။၃ဂိုးတစ်ဂိုးနဲ့ရှုံးပါတယ်ခင်ဗျာ။ဒုတိယပွဲကိုကြတော့ Rasu Kaisa University တင်းနဲ့ကစားခဲ့တယ်။ဟုတ်ကဲ့ Rasu Kaisa University တင်းကမြန်မာလက်ရွေးစင်ယူ23အမျိုးသားအသင်းကို15ဂိုးသွင်းပါတယ်ခင်ဗျာ။ မြန်မာလက်ရွေးစင်ယူစက်တုံးတင်အောင်နှစ်ခုပြန်သွင်းတယ်15ခု2ခုနဲ့ရှုံးသွားခဲ့တယ်နောက်ဆုံးရှေ့ဆန်းပွဲမှာတော့ကာရှိမအန်ဒလာသင်းနဲ့ကစားခဲ့တယ်ကာရှိမအန်ဒလာကဂျပန်မှာနာမည်ကြီးထိပ်တန်းကလပ်ဆိုပြီးတော့အထင်မကြီးပါနဲ့ဟုတ်သူကကာရှိမအန်ဒလာရဲ့လူငယ်သင်းနဲ့ကစားတာခင်ဗျလူငယ်အသင်းရဲ့ရှေ့ဆန်းတော့လေ၃ခုစီတည်ကြပါတယ်မနိုင်ပါဘူးဒီရှေ့ဆန်းပွဲတွေကိုအောက်တိုဘာလ၄ရက်အောက်တိုဘာလ၅ရက်နဲ့အောက်တိုဘာလ၉ရက်နေ့မှာရှင်ပြန်ကစားခဲ့တာဖြစ်ပါတယ်ခင်ဗျာ မြန်မာလက်ရွေးစင်ယူနာဆတ်သောအမျိုးသားအသင်းဟာစီးကိန်းပြိုင်ပွဲမှာအုပ်စုစီမှာကြောက်လို့နေပါတယ်ဒီအုပ်စုမှာအင်ဒိုနီးရှားဖိလစ်ပိုင်စင်ကာပူဒီပြိုင်ပွဲတွေကိုမြန်မာလက်ရွေးစင်ယူနာဆတ်သောအသင်းရှင်းပြန်ကစားရပါလိမ့်မယ်ခင်ဗျလက်ရှိဂျပန်နိုင်ငံမှာကစားခဲ့တဲ့ရှေ့ဆန်းပွဲရှေ့ဆန်းအရာတော့မြန်မာလက်ရွေးစင်ယူနာဆတ်သောအသင်းဟာဘာမှကိုတိုးတက်လာတာမရှိဘူးလို့ပြောရမလို့ဖြစ်နေပါတယ်သိပြီးမစွန်လှပါဘူးဒီရှေ့ဆန်းကုန်းနဲ့သွားကစားရင် စီးကိန်းပြိုင်ပွဲမှာအုပ်စုတွင်အတော့ကိုပဲရုန်းကန်အောင်ရှိပါတယ်စီးကိန်းပြိုင်ပွဲမှာအုပ်စု၃ခုပါဝင်ပါတယ်အုပ်စု A မှာအင်ရှင်ထိုင်းကစမီးဖိုင်နယ်တက်ဖို့အခွင့်အလမ်းကောင်းနေပါတယ်အုပ်စု B မှာ BNN အသင်းကစမီးဖိုင်နယ်တက်ဖို့တရားတော်ရှိနေပါတယ်အုပ်စု C မှာဆိုရင်တော့အသင်းအားလုံးကတသင်းနဲ့တသင်းအမားမခံစတဲ့ကစားရဖို့ရှိနေပါတယ် အုတ်စုဘူနီယာရရှိတဲ့အသင်း၃သင်းဟာဆွေးဖိုင်နယ်ကိုတိုက်ရိုက်တန်လန်ဝင်ရရှိလိမ့်မယ်။အုတ်စုဒုတိယရရှိတဲ့အသင်းတွေထဲကအကောင်းဆုံးအုတ်စုဒုတိယအသင်းကဆွေးဖိုင်နယ်ကိုတက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။မြမလက်ရွေးစဉ် U23 အသင်းအနေနဲ့ကတော့လက်ရှိရှည်စွမ်းအတိုင်းဆိုရင်အကောင်းဆုံးအုတ်စုဒုတိယနေရာရမလားဆိုတာကိုပဲညွှန်လင်းရဖို့ရှိတဲ့အကြောင်းပြိသက်တွေကိုအတိအပြည့်ပြောပြလိုက်ပါရခင်ဗျာ။ကြည့်ရှုအားပေးတဲ့ပြိသက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။